မင်္ဂလာပါရှင်ကျမတို့ဒီနေ့လေ့လာသွားမယ့်အပိုင်းကကြတော့အာကိုယ့်ရဲ့တိုက်ခန်းပဲဖြစ်ဖြစ်အိမ်မဲဖြစ်ဖြစ်ပေါ့နော်အာရေမော်တာဆက်အာဘလို့ရေမော်တာဆက်ကိုဝယ်ယူရမလဲဆိုတာပေါ့နော်ကျမတို့အာလေ့လာမှဖြစ်ပါတယ်အဲဒီပုံမှာပြထားတာကြတော့ကျမရဲ့အိမ်မှာသုံးဖို့အတွက်ပေါ့နော်ရေမော်တာတစ်ခုကိုဝယ်လိုက်တယ်အဲ့ရေမော်တာက ဟာဘာတွေပြထားလဲပေါ့နော်သူ့ရဲ့မှာဆိုလို့ရှိရင်သူ့ရဲ့ power 380ဝက်ရှိမယ်သူ့ရဲ့မြင်းငေါရီက0.5ငါးမှုပေါ့နော်အဲအဲ့တော့သူ့ရဲ့ဒီမှာပေးထားတဲ့ဟာကြတော့သူ maximum session နဲ့ဆိုဆုပ်ဆုပ်တင်နိုင်တဲ့အမြင့်ပါသူ9မီတာရှိတယ်အဲ့ဒါဘာလို့ဆိုတော့လဲဆိုတော့ကျမတို့ကဒီမှာနော်ကျမတို့တိုက်ခန်းတစ်ခုရှိမယ်ပေါ့နော်နော်တိုက်ခန်းရှိမယ်ငါးလွှာရှိမယ် နော်အဲ့တော့ဒီအောက်မှာအဆုံးမှာမရှိမယ်ဆိုတော့ရေလောင်ကန်ရှိမယ်ပေါ့နော် ground tank ပေါ့နော် ground tank ရှိမယ်အဲ့မှာကျမတို့ရဲ့ကြိုက်ခန်းကားကန်ရဲ့ရေမော်တာဆက်လေတွေကိုဒီမှာအာစီပြီးတော့တက်ဆင်ထားတယ်ပေါ့နော်အဲ့ဒီကနေမှဒီအဲထဲကိုကျမတို့ရေစုပ်ရမယ်နော်အဲဒီ ground tank နဲ့ရေလောင်ကန်နဲ့ကနေမှရေစုပ်တဲ့မှာအာ ground တက်ရဲ့အမြင့်ကဒါပုံမှန်တိုက်ခန်းဆိုရင်လုံအောင်ကျော်ရှိအာ9ပေ10ပေပေါ့နော်9ပေ10ပေ9ပေပေါ့နော်အဲအဲ့ဒီခါကျတော့ကျွန်တော်တို့10ပေပဲထားလိုက်ပါတော့နော်10ပေဆိုလို့ရှိရင်အာကျွန်တော်တို့ဒီမှာသူပေးထားတာ9မီတာနော်9မီတာဆိုတော့အာပေဖွဲ့မယ်ဆိုလို့ရှိရင်1မီတာကအာ3အတိအကျဆိုရင်3.28ပေ အဲ့တော့9မီတာဆိုရင်ဘယ်လောက်ရှိမှာလဲ6.28ဆိုတော့အနောက်တတမနဲ့တေချာမြောက်လိုက်လို့ရှိရင်ကျမတို့ကအဲ6.28 28ပီကျော်မှာပေါ့နော်ကျမတို့28ပီနဲ့ပဲပြောလိုက်တော့မယ်နော်အဲ28ပီတော့ကျော်မယ်နော်အဲသူဒီမှာရှိတဲ့ဟာကကြတော့10ပီဆိုတော့ okay တယ်ကျမတို့တုံးလို့ရတယ်နော် ground down ကိုရေဆုပ်ဖို့အတွက်ကကြတော့အပေါ်တင်မယ်ဩအပေါ်ရေးတင်မယ်ဆိုဘယ်လောက်အမြင့်ထိတင်နိုင်လဲဆိုတော့ဒီရေဆုပ်ဆက်ကိုသာတုံးမယ်ဆိုရင်တူရမှာ maximum head 32မီတာလို့ပြောထားတယ်เนาะ32မီတာဆိုတော့ပေဖွဲ့မယ်ဆိုရင်3246 339ဆိုတော့66ပေကြော်အောင်တူတင်နိုင်တယ်ပေါ့เนาะအဲအဲ့တော့ကျမတို့ရဲ့ဒီ over tan ပေါ့เนาะ over tan ကဒီမှာရှိနေမယ်ဆိုလို့ရှိရင်သူကဒီပေါ်ရေပိုက်လိုင်းတူထပ်ဆွဲရမယ်ပေါ့เนาะဒီကနေမှာเนาะအပေါ်ပိုက်ထပ်ဆွဲရမယ် အဲသူဘလောက်တင်မလဲဆိုတော့ကျမတို့ရဲ့ဒီအိန္ဒိယရဲ့အမြင့်ကအာဒါပုံမှန်တိုက်ခန်းဆိုရင်6ပေပဲထားပါတော့နော်6ပေလုံးကျွန်ချင်း7ပေပေါ့နော်7ပေတော့မရှိပါဘူး6ပေပေါ့နော်6ပေရှိမယ်ဆို6 5လီဒီမှာ5ခုဆိုတော့1 2 3 4 5 55အပေါ်ကနော်ဒီတက်က5ပေပဲထားပါတော့နော်စုစုပေါင်းဆိုရင်ဘလောက်ရှိမလဲဆိုရင် तू ကပေ90ရှိမယ် ပင်90အမြင့်ဆိုတော့အခုတင်နိုင်တဲ့အမြင့်ကသူပေးထားတာ32မီတာ66ပေဆိုတော့ကျွန်တော်တို့တုံးလို့ရတယ် okay တဲ့နော် maximum flow maximum flow ကကျတော့32မီတာလီတာ32လီတာ per minute တမနှစ်ကို32လီတာသူကရေရနိုင်တယ်ပေါ့နော်အများဆုံးတင်နိုင်တာနော်အာသူ့ရဲ့ maximum သူဘယ်လောက်တွက်ထားလဲဆိုတော့ဒါဒါ66ပေပဲထားပါတော့နော်66ပေကို အမြင့်မှာသာရှိမယ်ဆိုလို့ရှိရင်သူကအာ32လီတာပါမိနစ်နော်အဲဒီမှာပြထားတဲ့နှုံးတွေကအများဆုံးနှုံးတွေကဒီမှာရှိမယ်ပေါ့အဲ့တော့သူဒီမှာပြထားတာပါလဲဆိုတော့เนาะအာတမနစ်ကို32လီတာ1မိနစ်32လီတာ တင်နိုင်တယ် ဲ့တော့သူအောက်ကိုရေစုပ်တင်နိုင်တဲ့ဥပမာကျွန်မဒီမှာနမူနာဆွဲလိုက်မယ်ဆိုရင်ဒီမှာမြေအောက်ရေလောင်ခံရှိတယ်ပေါ့နော်အာဒါကျမတို့ရဲ့ရေစင်ရှိမယ်ပေါ့နော်အာဆိုလို့ရှိရင်ဒီမှာရေမော်တာဆက်လေးထိုင်ထားမယ်နော်ဒီအောက်ကိုရေဘလောက်စုပ်နိုင်လဲဆိုတာ section ဆိုတော့9မီတာအထိရေစုပ်နိုင်တယ် ground tank ရဲ့အနက်ကိုပေါ့နော်အာနောက်တစ်ခုကကြတော့အပေါ်ကိုရေတင်မယ်ဆိုလို့ရှိရင်သူတင်နိုင်တဲ့အမြင့်က66 32မီတာပေါ့နော်32မီတာအထိတင်မယ်ဆိုရင်အာကြာချိန်ပေါ့နော်အဲသူ့ရဲ့တမနစ်ကိုဒီထဲမှာရေပြေးဖို့အတွက်တမနစ်ကို32လီတာအာနော်32လီတာရေစုပ်တင်နိုင်တယ်လို့သူကဆိုလိုတာနော်မစီမန်ပေါ့အဲ့တော့ကျမတို့သုံးမဲ့အခါကြတော့ကျမတို့တိုက်ခန်းက ground တက်10မီ10ပေဆိုတော့ရာ okay တယ်အပေါ်ကလည်း90ပေဆိုတော့ okay တယ်အဲ့တော့ကျမတို့ရဲ့အဲဒီအောင်ကြည့်မယ်ပေါ့နော် ground တက် အဲ ground တက်တော့ဖြစ်တယ် over tank ကကျွန်တော်တို့ဂါလန်လေးဂါလန်300ပေါ့နော်ဂါလန်300ရှိတယ်အဲအဲနော်ဂါလန်300ရှိတဲ့အဲ over tank နဲ့ကိုရေးတင်ခြင်းတယ်ဘယ်နှမိနစ်ကြာမလဲနော်ဘယ်နှမိနစ်ကြာမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီဟာကိုအရင်တွက်မှရမယ်နော်အဲဒီ32မီတာဆိုတော့ကျွန်တော်တို့အရင်တွက်ကြည့်မယ်နော်အဲအဲ ဆိုလို့ရှိရင်ဒီတရားဥပမာဂါလန်300ပဲထားလိုက်ပါတော့เนาะဂါလန်300 300ဘာလဲဆိုတော့ဂါလန်300ဂါလန်300ကိုကျွန်မတို့လီတာဖွဲ့မယ်လီတာဖွဲ့တဲ့အခါကျတော့ကျွန်မတို့တဂါလန်ကို1ဂါလန်ဘယ်လောက်ရှိလဲဆိုတော့အာ၄လီတာ၄.၅လီတာပေါ့အဲ့တော့ကျမတို့ကဘယ်လောက်နဲ့ပဲတွက်မလဲဆိုတော့เนาะ၄လီတာနဲ့ပဲ တွေ့ကြည့်မယ်၄လီတာဆိုဂါလန်ကိုလီတာပြောင်း3လီလီဆိုစနစ်ဆို1200လီတာရှိတယ်အဲ့တော့ခုနကတော့သူပြထားတဲ့နှုံးဝကြတော့တမနှစ်ကို32လီတာ32လီတာကိုတင်မယ်ဆိုရင်တမနှစ်ကြာမယ်အဲ့တော့1200လီတာဆိုရင်ရောတဲ့အမြ1200ကို32နဲ့စာရင်38.5မနှစ်ကြာလိမ့်မယ် ဲ့တော့ကျမတို့ကဒီ32မီတာအမြင်အောက်ကရေဆုပ်ရမယ်အမြင်က6မီတာရှိမယ်ဆိုရင်ဂါလန်300ရေပြည့်ဖို့ကျမတို့က38.5မိနစ်ကြာတယ်နော်အဲ့ဒီခါကျတော့သူ32မီတာအမြင့်တာ32မီတာဖြစ်တဲ့66ပေတာအဲ38.5မိနစ်ပဲကြာမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့အဲဒီဂါလန်300ကိုပေ90အမြင့်ပဲတင်မှာဖြစ်တဲ့အခါရေစုံနိုင် အမြင့်ကလည်းပဲရှစ်ပေပဲရှိတယ်ပေါ့နော်အာရှိတဲ့အခါကျတော့ကျမတို့ကအာမိနစ်30လည်းအချိန်ရော့ရော့သွားမှာပေါ့နော်အချိန်ရော့အကောင်ရော့နိုင်တယ်30လောက်ပဲကြာရင်ကြာမယ်မိနစ်20နဲ့လည်းပြင်ပြင်နိုင်တယ်အများဆုံးကြာချင်းရတော့ဘယ်လောက်ပဲကြာမလဲဆိုတော့38.5မိနစ်ပဲကြာမယ်သူ့ထက်ကိုတော့မပို့နိုင်ဘူးသူ့ထက်ပဲရော့ဖို့ရှိတယ်ဘာလို့ဆိုတော့အမြင့်ကကျော့သွားတာမဟုတ်လို့နော်ဒီမှာက32က66နော်ဒီရောက်က9မီတာကကြတော့အာနော်20နဲ့ ခုနှစ်ပေပဲရှိတာ哦ဒီမှာရှစ်ပေပဲရေစုပ်ရမှာဆိုတော့ဈေးစုပ်တဲ့အမြင့်ကတင်ရမယ့်အမြင့်ကကောလျော့သွားတာမို့လို့ကျမတို့ရဲ့ရေခါလန်သုံးဝပြေးဖို့ဆိုရင်အဲသူက38.5ထက်တော့မများဘူးသူထက်တော့ရော့ဖို့ပဲရှိတယ်မိနစ်30နဲ့လည်းပြေးနိုင်တယ်25မိနစ်နဲ့လည်းရေပြေးနိုင်တယ်အဲ့တော့ကျမတို့ကသူ့ကိုအဲဒါအနည်းဆက်ဆုံးပေါ့နော်အဲရေဘလောက်ကြာချိန်တင်ရမလဲအဲနော်ဘလောက်အမြင့်ကိုဒီရေဆုပ်ဆက်ဆုပ်တင်နိုင်လဲဆိုတော့ တင်နိုင်လဲစုံနိုင်လဲဆိုတော့အားလေးကိုတွက်တော့ရသွားမှာဖြစ်ပါတယ်အဲ့တော့ကျမရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုတည်ရဖို့အတွက်ဆိုလို့ရှိရင်ကျမရဲ့ YouTube channel လေးကို subscribe လုပ်ထားအောင်မမေ့ပါနဲ့เนาะအာအသုံးဝင်နေဆိုလို့ရှိရင်လည်းပဲကျမတင်တဲ့ဗီဒီယိုလေးတွေအဆင်ပြေတယ်လက်တွေ့မှာအသုံးဝင်နေဆိုလို့ရှိရင်လည်းပဲအာဒီ channel အာတငယ်ချင်းတွေကိုမျှဝေဖို့မမေ့ပါနဲ့เนาะကျေးဇူးအများကြီးတင်ပါတယ်